င်္ဂလာပရိသတ်ကြီးဒီနေ့ရေကပ်ပြုတ်လုပ်ပေးမဲ့ဇာကားလေးကတော့လက်ရှိမှာရေပန်းစားနေပြီးမယားကြီးရဲ့အလောင်းနဲ့တူမယံငယ်ကရက်တရာအတူနေရပြီးမှယောက်ျားကအမွေပါရမယ့်ဇာကားလေးပဲဖြစ်ပါနေ။ကဲဇလန်းလေးရဲ့အဆမော်တော့ချီဆိုတဲ့အမျိုးသားကဖန်နီယန်တစ်ခုကိုစိုက်ကြည့်နေပြီးသူ့အမျိုးသမီးနဲ့တွေ့ဆုံမှုလေးကိုအမတ်တရလွမ်းဆိုနေပါတယ်။သူ့ရဲ့အမျိုးသမီးနာမည်က Lumpton ဖြစ်ပြီးသူတို့တွေအချိန်ခဏလေးတွေ့မှာပဲချစ်သူတွေဖြစ်ခဲ့ကြပြီးလက်ထပ်ယူခဲ့ကြပါတယ်။ ညာသာအပိုင်းမှာတော့တိတ်ကိုပျော်ရွှင်စရာချစ်သူနေဦးဖြစ်ခဲ့ပြီးလမ်တန်ကအဖြစ်ပြတ်တစ်ခုကိုတွေးလိုက်ပြီးချိန်မှာတော့ငါကိုအခန်းနှလုံးရောဂါကပိုဆိုးလာခဲ့ပြီးကိုမဝင်သွားခဲ့တယ်လို့ဖြစ်သွားခဲ့ပါရင်ချီယာတရမှာတော့မမျော်လင့်ပဲလမ်တန်ဆုံးမသွားခဲ့တာကိုမယုံကြည်နိုင်ခဲ့ပေနဲ့အင်ကြီးတွေမှာပဲလမ်တန်ရဲ့အလောင်းကိုတင်းစီထားခဲ့ပြီးဇာပနာပွဲကျင်းပဖို့စီစဉ်နေခဲ့ပါရင် တပတ်မှာလေ Rose ဆိုတဲ့ကောင်မလေးကအလောက်ကနေထွက်လာခဲ့ပြီးရရလာတာတွေအားလုံးကိုသူမအမေရဲ့အကျွေးတွေဆက်ဖို့ပေးလိုက်ပါတယ်။သူမရဲ့အမေစီကိုဖုန်းဆက်ပြီးတော့အခန်းချင်းလေးထဲမှာနေရတဲ့သူမရဲ့ဘဝကိုမကျေနပ်ကအလုပ်သေးရှာဖို့ပြောနေပါတယ်။ Rose ကအလွန်ဆင်းရဲတာကြောင့်ပိုင်ဆိုင်မှုတွေရှိခြင်းပြီးအေဂျင့်နဲ့ဘဝလေးမှာနေခြင်းခဲ့တဲ့သူဖြစ်ပါတယ်။သူမရဲ့ကောင်လေးနဲ့သူမရဲ့အမေကတွေ့ကျင်နေခဲ့ပြီးတော့သူမကတော့တွေ့ပြီးဖို့ဝင်လေးနေပြန်ပါတယ်။ဒီလိုနဲ့တငယ်ချင်းတစ်တိုင်းနဲ့ဘားကိုသွားပြီးပျော်ပါးကမထင်မထားတဲ့ခြောက်ချားပွဲရတခုဖြစ်ခဲ့ပါတယ် လတ်ထဲမှာပဲဝိညာဉ်တကောင်ရဲ့စွဲတာခံလိုက်ရတယ်လို့အိမ်မက်ကလည်းလန့်လို့လာခဲ့ပါရင်အခန်းထဲကနေအပြင်ထွက်လာခဲ့ချိန်မှာတော့ချီက Rose နဲ့ချစ်သူတွေဖြစ်နေကြပြီးလက်ထပ်ယူဖို့ Rose ကစိုးအတင်းတိုက်တွန်းနေတာကိုတွေ့လိုက်ရပါတယ်။ ရုစီးရဲ့အမေစီကိုလက်ထပ်ဖို့သွားဖြောခိုင်းပြီးချီကတော့ဇာပနာပွဲပြီးမှပြောကြမယ်လို့ပြောလိုက်ပါတယ်။နောက်ပြီးအထုပ်ပိုးတွေပြင်ခိုင်းပြီးတော့သူနဲ့တနရာကိုသွားဖို့ခေါ်သွားခဲ့ပါတယ်။ချီဟာလွန်ထိုးရဲ့ရုံးကိုခေါ်သွားခဲ့ပြီးရော့စ်ကတော့သူနဲ့ချီနဲ့ရုံးမှာဆုံခဲ့ကြတဲ့အမှတ်တရတွေကိုပြန်မြင်နေခဲ့ပါတယ်။ချီနဲ့ရော့စ်ကလော်ထမကွဲလုံငင်းကလေးကရုံးမှာညီခဲ့ကြပြီးတော့တိတ်တဆိတ်ဖောက်ပြန်နေခဲ့ကြတာဖြစ်ပါတယ်။ဒီလိုနဲ့ချီကဝန်ထမ်းတွေစီကနေဖိုင်တွဲနှစ်ခုယူလာပြီးသူတို့ခရီးဆက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကနယ်မြေလေးတစ်မြို့ရဲ့ရွာလေးစီကိုခရီးဆက်လာခဲ့ကြပြီးသူတို့ရဲ့ရွာလမ်းလေးမှာတော့နတ်ဆရာအိုစုကနတ်ပွဲချင်းမနေကြတာကိုတွေ့လိုက်ရပါတယ်။ Rose ကနတ်ဆရာကြီးကိုကြည့်ပြီးကြောချလာတယ်လို့ခံစားလိုက်ရတော့ကြောက်တဲ့သူချီကိုပြပြလိုက်ပါတယ်။ဒီလိုနဲ့အင်ကြီးစီကိုလည်းရောက်ရော Rose ကဘသူအိမ်လဲလို့မေးတော့ခြေရဲ့အဖြစ်မှာကြွေးစင်းသွားပါတယ်။ဘွားကဆင်းရဲပြီးအခန်းချင်းလေးထဲမှာပဲရှင်သာလာခဲ့တာလေသူမကဒီအင်ကြီးကိုသူမပိုင်ရတော့မှဆိုတဲ့အကြောင်းကိုလည်းသိလိုက်ရရောအပျော်ကြီးပျော်ပြီးအိမ်ထဲကိုဝင်လာခဲ့ပါတယ်။ ဒီလိုနဲ့အထုပ်ပိုးရိချာကညာဘက်ကိုရောက်တော့သူတို့ရဲ့အင်ရှင်မှာနက်ဆီယာကြီးကအစီရင်တစ်ခုကိုလာလောက်တာကို Rose တွေးလိုက်ရပါတယ်။ချီကိုခေါ်ပြီးမေးလိုက်တော့ချီကချက်ချင်းပဲတနက်နဲ့ချင်းချောက်ပြီးတော့မောင်းထုတ်လိုက်ပါတယ်။ဒီလိုနဲ့ Rose ကိုမချောက်ဖို့ပြောရင်းနဲ့ပျော်စေခြင်းနဲ့ဘာညာနဲ့ပျော်ရွှင်စရာညာကလေးဖြစ်ခဲ့ပါတယ်။ညာဘက် Rose ရချိုးနေချိန်မှာလေတရေမားကလာချောက်လန့်လို့ကြောက်လန့်နေခဲ့ပါသေးတယ်။ Rose ကအိမ်နဲ့ပတ်သက်ပြီးတန်တရားတွေစဝင်လာခဲ့တော့စဉ်းစားရင်ချီနဲ့အတူအိပ်ပျော်သွားခဲ့ပါတယ်။ တကယ်လို့လားတော့ခြေကသူ့ရဲ့ဘေးမှာရှိမနေတော့ပဲအင်ကြီးထဲမှာပါမရှိနေတော့ဂျာဝါတကြီးနဲ့လိုက်ရှာခဲ့ပါတယ်ဒီလိုနဲ့အင်ကြီးရဲ့ဘေးအင်တဲတဲလေးထဲမှာတော့အေးခန်းနေတဲ့ရေခဲတွေနဲ့ထားထားတဲ့လုံထုံရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်ရိုးစ်ရောက်လာတော့ခြေကိုလည်းမကြောက်ဖို့ပြောလိုက်ပါတယ်ရိုးစ်ကမေးတော့သူ့ကိုမြေမြုပ်ဖို့ရတရားအတွင်းသူ့အလောင်းနဲ့အတူတူနေမှပိုင်ဆိုင်သမားတွေအကုန်ရမယ်လို့တေးတန်းစာတွေမှာရေးထားခဲ့တာဖြစ်ပါတယ်ကျက်တရားနေနိုင်ပိုင်ဆိုင်သမားအကုန်နဲ့ကုမ္ပဏီကြီးကိုပါရောက်မှာမို့လောဘတက်ကဝရင်တုတ်ကိုမမြင်မဲ့ထမင်းတုတ်ကိုပဲမြင်နေကြပါရင် ။ဒါချင်းကလွန်ထရွန်ကချီနေရိုးကိုခိုးစားနေတာကိုမြင်ခဲ့ရပြီးသူမရဲ့နှလုံးရောဂါပိုဆိုးလာလို့ဒီလိုတည်တန်းစာကိုပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။ယောက်ျားပြည်သူဖောက်ပြန်နေတာကိုတီတီနဲ့အမှန်ဝင်မခံလို့ပြန်ပြင်ဆင်မယ်ပြောကအင်ကြီးကိုအကြောင်းပြပြီးအောက်လန်းနဲ့တိုက်ထားခဲ့တာလည်းဖြစ်ပါတယ်။ အင်ဂျီစီကိုခြေကိုခေါ်လာခဲ့ပြီးမလုံးပြကသူမရဲ့အစီအစဉ်ကိုစားခဲ့တာလေးဖြစ်ပါတယ်။ဒီလိုနဲ့ Rose Roy ရဲ့မနက်ခင်းလေးမှာတော့ခြေစားဖို့တခွာတိလှီးဖို့မိဖို့ကြောင့်ဝင်တဲ့အချိန်မှာပဲလွန်ထုံကအနောက်ကနေ Rose လက်ကိုဓာတ်တက်တက်ချိန်ထားပြီးလှီးဖို့လုပ်လိုက်ပါတယ်။ခြေလန်းခေါ်လိုက်မှပဲ Rose လည်းစိတ်သက်သာရရခဲ့ပါတယ်။ဒီလိုနဲ့ခြေကသူ့ရဲ့မယံငယ်ကိုတောင်ကုန်းတစ်ခုပေါ်ကိုခေါ်သွားခဲ့ပြီးတောင်ကုန်းဘက်ကနေသူတို့ရမယ့်အင်ဂျီရဲ့ရှုခင်းကိုပြလိုက်ပါတယ်။အဲဒီတော့သူများဟာကိုမမောမနာလိုနေတဲ့ Rose ကအင်ရှိကလွန်ထုံလို့ခေါ်တဲ့စကားပြန်ကြီးရှိနေတာမလိုက်ဖက်ဘူးခုပ်ပြေးလို့ပြောလိုက်ပါတယ်။ သူတို့နှစ်ယောက်ကလည်းတောင်ပေါ်ကပြန်လာမှာတော့စတိုကန်လေးကိုမြင်လိုက်ရပြီးဆက်စုချင်းနဲ့ Rose ကဝင်သွားခဲ့ပါတယ်။အဲတော့လွန်ထွေးရဲ့ပကြီကားတွေကိုတွေ့လိုက်ရပြီးဒီမကိုလည်းပကြီဆွဲပေးဖို့ပြောလိုက်ပါတယ်။မင်းကလေးတွေရမနာလို့စိတ်ကတည်တဲ့သူပေါ်မှာတောင်တက်ရောက်တာမလို့သူဘဲရဲ့ပကြီကိုခြေလိုက်တဲ့အချိန်မှာလော်ထွဲပုံကြီးဖြစ်နေတော့စိတ်ဆိုးသွားခဲ့ပါတယ်။အဲဒီညမှာပဲခြေကထမင်းစားနေတော့ Rose ကိုချော့ခဲ့ပြီးပြန်လဲခြေသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့အဲ့ရဝင်ချိန်မှာတော့မယားကြီးလော်ထုံကလက်မဲကြီးနဲ့ Rose ကိုလှုပ်မရအောင်လှုပ်လိုက်ပါတယ်။ ထင်အောင်ထင်မှအိမ်မက်ကနေပါလန်နိုးလာခဲ့ပြီးတော့သူတယောက်တည်းတရေမြာအကြောင်းချီကိုပြောလိုက်ပါတယ် Rose ကလည်းသူအိမ်ပြန်တော့မယ်မနေနိုင်ကြောင်းပြောတော့ခြီကသူလိုက်လို့မရကြောင်းနဲ့သူကရက်တရာပြေးမှာဒီအိမ်ကနေထွက်သွားရမှာဖြစ်ကြောင်းပြောလိုက်ပါတယ်အဲဒီတော့မှ Rose ကသူမကိုလှည့်စားပြီးငွေတွေစည်းစိမ်တွေအပိုင်ရကျင်တာတီးသွားခဲ့ပါတယ် ဖက်ဆန်အကြောင်းပြောပြီး Rose ကိုဖြောင်းပြပြီးစန်နေခိုင်းခဲ့ကလောင်ထုံကတော့တရေဘွားနဲ့သူတို့ကိုကြည့်ကအတိတ်ကသူမရဲ့အဖြစ်ကိုမြင်အောင်လာခဲ့ပါတယ်။ခြေကလောင်ထုံကိုကိုမဝင်သွားခဲ့အောင်စီးတမျိုးနဲ့အိပ်ပျော်နေအောင်လှောက်ထားခဲ့ပြီးမကြခင်နှလုံးနဲ့တဖြည်းဖြည်းရပ်သွားခဲ့မှာဖြစ်ပါတယ်။ဒီလိုနဲ့တည်းမှာတော့လုံထုံကသူမရဲ့ကုမ္ပဏီကိုရောက်လာခဲ့ပြီး Rose ကိုခေါ်တွေ့ကရှေးဆက်မတိုးဖို့နဲ့သူမရဲ့ဘဝရဲကိုဝင်မလာဖို့တတိပေးခဲ့လိုက်ပါတယ်။အိမ်ကိုလည်းပြန်ရောက်ရောချီနဲ့စကားတွေများကြပြီးချီကသူ့ကိုစိတ်ပြတ်နေကြအောင်ဝန်ခံခဲ့လိုက်ရပါတယ်။ လွမ်ထုံကတော်ပြီးထမ်းရတဲ့မိမဖြစ်တာမလို့ခြေကလွမ်ထုံနဲ့မပြောတော့ဘဲ Rose နဲ့ဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။စကားကြမ်းတွေပြောခဲ့ပြီးတော့လွမ်ထုံကကွာရှင်းမယ်လို့ထင်မှာတော့ခြေကပိုင်ဆိုင်မှုတွေကိုလိုချင်လို့မကွာရှင်းပေဘူးလို့ပြောလိုက်ပါတယ်။နေရောက်သားအခြေတင်ဖြစ်နေကြပြီးတော့လွမ်ထုံစိတ်ထိခိုက်လဲချချိန်မှာတော့စေမပေးဘဲနဲ့လွမ်ထုံကိုဒီအတိုင်းခွဲလွန်စေခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့တစ်ဖက်မှာတော့ Rose နဲ့ Chi ကအင်ကြီးထဲမှာပြောပါနေခဲ့ပြီးတော့ Lomton က Rose ကိုတားခဲ့တာတိတိနဲ့ရှေ့ဆက်တိုးရမလားဆိုပြီးလဲပေးညစ်ပြချလိုက်ပါတယ်။ ဒီလိုနဲ့ပဲ Rose ကစိတ်တူသွားခဲ့ပြီးတော့ဗစိန်ကိုယူကာ long term ရဲ့ account တလားကြီးကိုရိုက်ခွဲလိုက်ပါရင်အယူတယောက်လိုဖြစ်နေခဲ့ပြီးတော့ခြေဝင်ဆွဲတော့မှရပ်သွားကခြေကသူ့ရဲ့ကိစ္စကိုဝင်မရှုပ်ဖို့ပြောလိုက်ပါရင် မနမိုလီအဲ့ရထားချိန်မှာတော့ချီကရိုးစ်ကိုစကားမပြောဘဲနဲ့တနေရာကိုထွက်သွားခဲ့ပါတယ်။ရိုးစ်ကလည်းသူမကိုစိတ်ဆိုးနေတော့ခေါ်လိုက်ပါတယ်။ဒါပေမဲ့လည်းအနောက်ကနေလွန်ခုံကရိုးစ်ကိုနာကြီးချက်တွေနဲ့အမျိုးမျိုးထင်အောင်ထင်မှားဖြစ်အောင်နှိပ်စက်နေခဲ့ပါတယ်။လေကားပေါ်ကနေဆွဲခေါ်သွားလိုက်သွေးထွက်အောင်ရလိုက်တဲ့မျိုးစုံကိုနှိပ်စက်နေရတာဖြစ်ပါတယ်။ဒီလိုနဲ့သွေးယူသွေးနဲ့អော်နေတဲ့ရိုးစ်တန်ကိုချီကြားကရောက်လာခဲ့ပါတယ်။ရိုးစ်ကချီကိုလွန်ထုံလောက်တာဒီအင်ကြီးထဲမှာတည်ရဲ့ဖြစ်ရှိတယ်လို့ပြောလိုက်တော့ချီကမဟုတ်တာတွေမပြောနဲ့လို့អော်ကထွက်သွားပြန်ပါတယ်။ စိတ်ပြက်လက်ပြက်နဲ့အိမ်ထဲကနေလည်းမသွားရပဲနေရက်တွေကြာလာတဲ့ခါမှာတော့ Rose ကလုံထုံရဲ့အိမ်ရှိကစကပင်ကြီးကိုနတ်ဆရာတွေနဲ့စီရင်ပြီးမိရှုခိုင်းလိုက်ပါတယ်။အဲဒါကိုခြေကလည်းတည်ရောအားလုံးကိုနှင်ထုတ်ခိုင်းလိုက်ပါတယ်။ချက်ချင်းဆိုတော့မော်ရီတက်ကြီးမဲကြီးရွာခဲ့ပြီး Rose ကလည်းဒီမခံနိုင်တော့ပဲအိမ်ကနေရအထုပ်ပိုးတွေပြင်ပြီးတော့ထွက်လာခဲ့လိုက်ပါတယ်။ ခြေကရိုးမရှိရင်မနေတဲ့ကြောင်းနဲ့ Rose နဲ့နီးဖို့လုံထုံကိုသူဇလန်းစင်မီကွယ်လုံအောင်လုပ်ခဲ့တာလို့လည်းဝန်ခံလိုက်ပါတယ်။ Rose ကလည်းဒါမရတော့ဘဲနဲ့ကားယူကထွက်သွားခဲ့ပါတယ်။အခြေရဲ့ဆွဲအားလားဒေပန်းပွင့်မဲ့နေလားမသေးကွယ်တော့ခြေစီကိုပြန်လာခဲ့လိုက်ပါတယ်။တကယ်တော့ခြေကချမ်းသာတဲ့မိမကိုရထားပြီးကိုရိုင်းအတုံးမချတဲ့ယောက်ျားမှုတိမ်ငယ်နေပြီးဖောက်ပြန်ခဲ့တာဖြစ်ပါတယ်။စိတ်တစားနဲ့မရကြီးကိုတော့ဆေးထုတ်ကွယ်လွန်ခိုင်းခဲ့တာဖြစ်ပါတယ်။ခြေကအရာအလုံးမရှိတော့တဲ့အတွင်းနဲ့ဆယ်ယူပေါက်နေခဲ့ပြီးရေချိုးပြီးတဲ့အချိန်မှာတော့မထင်မှတ်ထားတာတွေဖြစ်ခဲ့ပါရဲ့ Rose ကချီကိုလိုက်ရှာနေခဲ့ပြီးချီကတော့စကံမေးတော်မရဘဲလုံထုံရဲ့အော်လန်းချိန်သားမှာမိပြီး Rose ကိုဓာချီနဲ့လိုက်ထုံနေခဲ့ပါတယ်။ Rose ကလည်းထွက်ပြေးချီကလည်းလိုက်နဲ့ရေကန်ကြီးတစ်ခုစီမှာတော့ချီက Rose ကိုအုပ်ခဲနဲ့အဆက်မပြတ်ရိုက်ထုတ်လိုက်ပါတယ်။နောက်ပြီးလုံထုံရဲ့အခောင်းကြီးတွေကိုခေါ်ထားခဲ့ပြီး Rose လည်းခွေးပြေးဝက်ပြေးပြင်းနေခဲ့ပါတယ်။ လောင်ထုံကလည်းစိတ်ကြီးဒေါသထွက်နေခဲ့ပြီးတော့ခြေကိုဒေးထပ်ပိုးဆိုးအောင်လုပ်နေခဲ့ပါတယ်။တကယ်တော့လောင်ထုံကခြေနဲ့ Rose ကိုသူ့ဘဝရဲ့ဝင်မလာစေနဲ့လို့ပြောတဲ့နေကလေးကရက်လာရင်ဒီလောက်ထိဖြစ်မှာမဟုတ်ပါဘူး။အော်လန်စီနဲ့နှစ်ယောက်စလုံးရဲ့အသက်အတွက်သူမရဲ့အသက်ကိုစရေခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းလွန်ထုံရဲ့လောင်ရင်အောက်ကနေချီနဲ့ Rose တို့မလွတ်ကြတော့ဘဲအကောင်ကြီးတွင်းမှာပဲထာဝရနေသွားရတော့မှာဖြစ်ပါတယ်။ Rose ကတော့အကောင်ကြီးရဲ့အောက်ဘက်မှာအပုပ်ရည်တွေတများများကျနေတဲ့ခံစားချက်ကိုခံစားရင်းဘဝကိုကုန်ဆုံးသွားရတော့မှာဖြစ်ပါတယ်။ တကယ်တော့ဒီစကားလေးကယူတတ်ရင်ပညာရစရာတွေအများကြီးမဟုတ်လို့သူများအပိုင်းကိုလူမယူကြပဲတကိုယ်နဲ့တောက်ပါကြဖို့မြန်ငယ်အပေါင်းတော်ကောင်းပါလေးတွေကိုဆူတောင်းပေးလိုက်ရပါတယ်နော်အညိုကြီးတဲ့မယားကြီးနဲ့တွေ့လို့ကတော့အပျော်ထက်အပြက်ကပုံများမေးဆိုတာဒီစကားကတတ်တည်ပါပဲခင်ဗျာကဲအားလုံးကိုကျေးဇူးတင်ပါတယ်